လာပါခင်ဗျာကျွန်တော်ရဲ့စစ်တပ်ဓမ္မမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်ပြည့်စုံပြီးလူရာဆန္ဒတွေပြည့်ဝကြပါစေခொနည်းရဲ့သားသမီးအပေါ်ကိုပေးနိုင်ကျွေးနိုင်ကမ်းနိုင်တဲ့သူတွေလူနိုင်တန်းနိုင်တဲ့သူတွေဒုက္ခတွေတွေ့ပါကတွေ့တဲ့နေရာမှာ စိတ်ထင်နိုင် လူနိုင်တဲ့သူတွေတရားအထုတ်ဆရာတွေ့ပါကတရားသူတရားမြတ်ကိုရနိုင်တော့ဉာဏ်စဉ်သူကိုပိုင်ဆိုင်နိုင်တဲ့သူတွေပျော်ရွှင်စရာတွေ့ပါကပျော်ရွှင်စရာကိုပြပြောဝပျော်ရွှင်နိုင်တော့သူတွေ ဝမ်းနဲ့ပူဆွေးစရာတွေတွေ့ခဲ့ပါကလည်းဝမ်းနဲ့ပူဆွေးစရာတွေကိုတရားသဘောအဖြစ်ချင်းပြက်ချင်းလို့စိတ်ထဲကမှတ်ယူပြီးတော့တရားနဲ့ရှင်နိုင်တဲ့ပုံပုံဒူတွေဖြစ်ကြပါစေ။ဘဝတန်လျာမှာကြုံတွေ့ရန်ရှိနေသေးသော လောကရန်ရဲ့ရိုက်ချက်မှုတွေကိုဒုက္ခဆင်းရဲကင်းဝေးစွာအေးချမ်းစွာတရားရှိစွာ အောင်မြင်စွာ အပြုံးနဲ့ရင်ဆိုင်နိုင်တဲ့ပုံပုံဒူပုံပုံမြတ်တွေဖြစ်ကြပါစေ။တန်လျာဝဆင်းရဲကိုကြုံတွေ့ရတဲ့အခါလဲ တဏှာဝိစင်းရဲနဲ့ပတ်သက်ပြီးကြီးမားတဲ့လောကဓာတ်တွေကိုမကြုံတွေ့ရပဲတရားတော် ရှုပြီးတော့နိဗ္ဗာန်လမ်းကိုဖော်ဆောင်နိုင်ပါစေ။ဆရာတော်ဘုရားရှင်မြတ်စွာဘုရားရှင်ရဲ့တန်ခါတော်တွေအတွက်ပစ္စည်းလေးပါးတခါတခါမှအနေနဲ့လူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။မိမိမွေးထားတဲ့ကိုယ့်ရဲ့သွေးသားတွေကိုယ်နဲ့ပတ်သက်တဲ့ဆွေမျိုးညာတိကာတွေကြားထဲမှာတစ်တပင်ကောင်းရင်ငါတပေါင်းနားနိုင်တယ်ဆိုတဲ့အတိုင်းကိုဟာကောင်းမွန်မွန်မြတ်သော တစ်ပင်ကောင်းကြီးဖြစ်ပြီးအားလုံးအပေါ်ကိုအကျိုးပြုနိုင်တဲ့ပုံကိုယ်တူဖြစ်ပါစေတာလို့ကျွန်တော်ကွန်တာချိုကဥစွာပထမဆုတောင်းမြတ်တာပို့တာပေးပါတယ်။အခုကျွန်တော်ခုနှစ်ရသားသမီးကိုအဓိကကျွန်တော်တတ်တဲ့ပညာတွေကဝင်မြချင်တာကလက်ခေါ်ပညာနဲ့ပတ်သက်တဲ့အကြောင်းစွာတွေကိုကျွန်တော်ဝင်မြပေးပါမယ်။ကျွန်တော်ကတာမန်လူတူမဟုတ်ပဲနဲ့အတိတ်ကံပါရမီကံပါတဲ့ခေါင်းဆက်ပညာရက်နဲ့ကိုနေရသားသမီးကိုဟောပြောပေးတဲ့ ပေးတင်စရာတူဖြစ်တဲ့အပြင်လက္ခဏာကြည့်တဲ့အလုပ်တွေနှက်ခတရားကြည့်တဲ့အလုပ်တွေနဲ့ခုနှစ်ရသားသမီးကိုကိုတက်တယ်ကများကက်တင်ပေးပြီးခုနှစ်ရသားသမီးရဲ့အပူတွေကိုမျှဝေယူပြီးတော့တရားရှာ၍ရက်တည်နေသောပုဂ္ဂိုလ်တူဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်နဲ့ဆက်သွယ်ခြင်းနဲ့ကျွန်တော်စီမှာအင်္ဂါဝိဇ္ဇာတွေလက္ခဏာတွေမေးခြင်းနဲ့အထူးသဖြင့်ခေါင်းဆက်ပညာရတွေမေးခြင်းနဲ့ဆိုရင်တော့ 6920 4436ဆိုတဲ့ကျွန်တော်ရဲ့ Viber နံပါတ်ကိုဟိုင်းပြီးတော့လူချင်းမင်းတို့ရဲ့လက်ဖွားနှစ်ဖက်ကိုတက်ပေါ်ရိုက်ပြီးတော့ပို့လို့ရတယ်။နာမည်အလို့အကိုင်းအိမ်တောင်ရှိမရှိဆိုတဲ့အချက်လက်လေးတွေပို့ထားတယ်ဆိုရင်ကျွန်တော်ပညာရနဲ့အကောင်းဆုံးဟောပေးနိုင်ပါတယ်။ကောင်းစွဲပညာရက်ကိုပါအတုံးချပြီးမေ့ကျင်လဲဆိုရင်တော့မိမိရဲ့ဥကောင်းပုံရဲ့မျက်စွာဖျားရှင်ရဲ့မျက်နှာတော်ပုံရဲ့ပါရောပြီးပို့ထားပေးပါဒါဆိုရင်ကျွန်တော်ပညာရက်နဲ့အကူအညီပေးနိုင်ပါတယ်ကျွန်တော်စီမှာမိញ្ញန်သူများတဲ့အတွက်ကြောင့်စိတ်ရှည်တီးခံပေးပါ ျွန်တော်ကဆင်းရဲခြင်းချမ်းသာခြင်းချောမောခြင်းလပခြင်းရုပ်ရည်ဆိုခြင်းဆိုတဲ့အဆရှိတဲ့မောင်ဖြူမောင်မဲလူမျိုးခွဲခြားခြင်းလုံးဝမရှိပဲအားလုံးကိုကျွန်တော်ယင်ကဖြစ်တည်လာတဲ့မိသားစုတစ်ဖွဲ့ထားပြီးတော့တသားရဲကြည်ပေးခြင်းဖြစ်ပါတယ်။ဒါ့ပေမဲ့လူများတဲ့အတွက်ကြောင့်အလဲကျလာတဲ့အခါမှာစိတ်ရှည်တိခံပေးဖို့တော့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာပေါ့နော်တဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီးတော့ ဒုက္ခဒုက္ခတွေကြုံတွေ့နေရတဲ့သူတွေအများကြီးရှိပါတယ်။လောကကြီးမှာတစ်ခါတရံကြရင်တေဆုံးခြင်းဟာအပူတွေကိုအေးချမ်းသွားတယ်။တေသွားရင်ပြီးပြီလို့ထင်ပြီးတော့လောကရန်ရရက်ခဲ့မှုတွေတိတ်များတဲ့အခါကျရင်တေးလိုက်ခြင်းနဲ့တေးတာတေးလိုက်ခြင်းနဲ့ဆိုပြီးတော့လူတွေပြောကြတာရှိတယ်။အဲ့တော့မတေးခင်မှာလူတယောက်ကဇောဟာတိတ်အရေးကြီးတယ်။သူကမတေးခင်မှာအရာအလုံးကိုပြင်ဆင်လို့ရတယ်။ဇောတစ်ခုကပ်ပြီးတေးသွားပြီဆိုရင်အဲ့ဒီတေးဆုံးခြင်းဆိုတဲ့ကလကာရဲ့နောက်ွယ်မှာရောက်သွားတဲ့ဘဝတစ်ခုဟာ အမတန်အကြီးတန်ပြီးအမတန်ခက်ခဲကြမ်းတမ်းနေဆိုတာဗုဒ္ဓဘာသာကိုထက်ထဲဝင်ဝင်လိလာလိုက်စားတဲ့သူတွေကံကံအကျိုးကိုယုံကြည်တဲ့သူတွေဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်တဲ့သူတွေအားလုံးသိပါတယ်အဲ့တော့အခုဖြစ်သွားတဲ့သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးမသွားတဲ့အချို့သောသူတွေရဲ့ဇောနဲ့ပတ်သက်ပြီးတော့ဘဝတမလွန်မှာဖြစ်ပျက်နေတဲ့အခက်အခဲဒုက္ခတွေကိုလွတ်မြောက်သွားအောင်ဘဝကူးကောင်းသွားအောင်ဘလို့လှုပ်တဲ့နယ်ဆိုတော့ ကိုရီဘက်ကပေါ့နော်ကိုရီယာဒါ30ပုံမှာအမျိုးတွေချိပါပဲအားလုံးကတမျိုးနဲ့တမျိုးမတူကြပါနဲ့တနိုင်ငံနဲ့တနိုင်ငံမတူကြပါနဲ့လူသားမှန်ပြီး30ပုံသားမှန်ရင်တန်တရာမှာတကွေးမဟုတ်တကွေးဆွေမျိုးတော်ခဲ့ဘူးတဲ့သူတွေကြီးပါပဲအဲ့တော့လူသားချင်းစာနာတဲ့စိတ်လူပိတဲ့စိတ်နဲ့ဆုံးမသွားတဲ့ဝิญဉ်တွေကျွတ်တန်းဝတ်လွတ်တန်းဝင်နိုင်အောင်ဘဝကူးကောင်းနိုင်အောင်သူတို့မတည်ခင်ဖြစ်နေတဲ့ဇောတွေကိုကိုရီးယားဘလူးမျိုးလေးဖျောက်ပြီးလို့ရတယ်ဆိုတဲ့နီးနဲ့ပတ်သက်တဲ့ ဇောဖြောင်းနီအတုသဖြင့်ဝิญဉ္ဏီဘဝကူကောက်အောင် ပြုလုပ်နီကိုကျွန်တော်ရဲ့ပညာရနဲ့ကျွန်တော်ပြုစုပြောထောင်ပြီးသူတော်စင်အဘဝိဇ္ဇာတွေရဲ့လမ်းညွန်မှုဆရာဖျားကြီးတွေရဲ့လမ်းညွန်မှုနဲ့အတူဘာလို့တည်နေဆိုတာကိုကျွန်တော်ဝေမျှပေးပါမယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်းတည်တံ့ကျွန်တော်ထပ်လုပ်ပါမယ်ခင်ဗျာ။အခုကျွန်တော်အရင်ဆုံးလုပ်ပေးချင်တာကတော့တက်ရှိကြက်ရှိနေတဲ့သူတွေအခုချိန်မှာပြန်လဲထူထောင်ရေးလှုပ်ကြတယ်။ဘာမှတဘာဝဘေးအန္တရာယ်မရှိတဲ့သူတွေကလည်းမိသားစု စားဝတ်နေရေးကိုယ့်ရဲ့ဝမ်းတထာစွာစားဝတ်နေရေးအတွက်စီးပွားဥစ္စာတွေရှာကြတယ်အဲ့ဒီခါမှာလက်လာပါပိတ်နေဘာမှလုပ်လို့မရဘူးအဓိကလက်လာပါရွှေဖို့လိုတယ်လက်ခေါ်နိုင်ဖို့လိုတယ်အဲ့တော့လက်ခေါ်အိုးအကြောင်းကိုကျွန်တော်ပြောပြခြင်းပါတယ်မနေ့ကကျွန်တော်အောင်အိုးထူးနီးအကြောင်းကိုကျွန်တော်ပြောပြတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သားသမီးတွေကရေယုံကြီးကြီးလိုက်ပြီးတော့အောင်အိုးလေးထူးခဲ့တဲ့အတွက်ကြောင့် အောင်မြင်မှုအနေဓာတ်တစ်ခုကိုရောက်ပြီးအစီပြေတဲ့အနေဓာတ်တစ်ခုကနေသာသနာပြု၍လူနိုင်ခဲ့တဲ့သူတွေလည်းအများကြီးရှိကောင်းရှိမှာပါအခုလဲကျွန်တော်ကလက်ခေါ်ဦးအကြောင်းလေးကိုပြောပြချင်တာပါလူတရားဟာလက်လာဘကအရေးကြီးဆုံးပါပဲကန်ထန်းလာတာကိုမမြင်ရဘူးလန်ထန်းလာတာကိုမြင်ရတယ်ဆိုသလိုပဲကဲကောင်းချင်းဆိုတဲ့အကြောင်းတရားတွေကိုယ့်စီကိုဆက်ဆိုင်မြတ်မြတ်ရောက်လာစေဖို့အတွက်အေးကတော့ ကံကောင်းခြင်းဆိုတဲ့အကြောင်းတရားတွေကိုရှိကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာစေဖို့အတွက်လက်လာပါခေါ်ဖို့လိုအပ်တာပါအဲ့တော့လက်ခေါ်ဦးကဘယ်လိုခေါ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေကတစ်ခါတည်းကြည့်လို့အဆင်မပြေဘူးဆိုရင် share ထားပါဒါမှမဟုတ်လည်း down ထားလိုက်ပါဒါမှမဟုတ်လည်း bot ပေးလေးနဲ့အရေးကြီးတဲ့တင်ကြေးသားအချက်လက်လေးတွေမှတ်ထားပါလောကမှာတိတိကျကျလုံးမှာအဆင်ပြေပါပို့ပြီးတော့အစွမ်းထက်မှာဖြစ်တဲ့အတွက်ကြောင့်အသေးချာလေးနားထောင်ပေးပါ ျွန်တော်အခုခရီးတစ်ခုသွားရင်းရနေဖုန်ကြီးကျောင်းမှာခဏနေနေတာဆိုတော့နည်းနည်းလေးတော့စူညံတန်နေပါမယ်တိခံပြီးတော့နားထောင်ပေးပါအဲ့တော့လက်ခေါ်တဲ့နေရာမှာကိုယ့်ရဲ့ကက်ကင်းကြစေတဲ့အရွက်ဆိုတာရှိတယ်အကိုယ့်ရဲ့ကက်ကင်းအကြအုံအရွက်ကဘာအရွက်လဲဆိုတာသူနိနံအလိုက်သွားတာပေါ့နော်တချို့ကမွေးတက်ကရနဲ့တွက်တာလည်းရှိတယ်တကယ်တော့နိနံအလိုက်ကက်ကင်းကြတဲ့အရွက်ကပိုကောင်းပါတယ်တနည်းလားသားသမီးကိုလက်လာပါဖြစ်အောင်လို့ဖိတ်ကောင်းမဲ့အရွက်ကကြတော့တပြည့်ရွက်နဲ့ကြံရွက်ပါ အင်္ဂါသားသမီးကိုလက်လာပါတက်လာအောင်လို့ဖိတ်ခေါ်မဲ့အရွက်ကတော့ဗဒောက်ရွက်နဲ့ဇီးရွက်ပါခင်ဗျာဗုဒ္ဓဟူသားသမီးကိုလက်လာပါကြအောင် ဖိတ်ခေါ်မဲ့အရွက်ကတော့တမာညွတ်နဲ့တရက်ရွက်ပါတရက်ညွတ်ပါဇာတာပတိသားသမီးကိုလက်လာပါကြအောင်ဖိတ်ခေါ်မဲ့အရွက်ကတော့ဗဒောက်ရွက်နဲ့ရှောက်ရွက်ပါခင်ဗျာအညွတ်လည်းရတယ်အရွက်လည်းရတယ်ပေါ့နော်တောက်ကြသားသမီးကိုလက်လာပါတက်အောင်ဖိတ်ခေါ်မဲ့အရွက်က အင်ဂျင်ရွက်နဲ့အုံးရွက်ပါခင်ဗျာစနေသားသမီးကိုလက်လာပါတက်အောင်ဖိတ်ခေါ်မဲ့အရွက်ကရွက်လာရွက်နဲ့ဒန်းရွက်ပါတကယ်လို့ဒန်းရွက်မရလို့ရှင်တမာရွက်လည်းသုံးလို့ရပါတယ်စနေအတွက်ပိုဆွမ်းတဲ့အရွက်ကတော့ရေတမာရွက်ပါတနင်္ဂနွေသားသမီးကိုလက်လာပါကြောက်အောင်လက်လာပါရောက်လာအောင်ပေါ့နော်လက်လာပါဖိတ်ခေါ်တဲ့အရွက်ကကြတော့ဩဇာရွက်ကဲ့ ယမနီရွက်ကြပါယမနီရွက်ကတော့နည်းနည်းလေးရှားတဲ့အတွက်ကြောင့်ယမနီနေရာမှာရွေးယူရွက်ကလေးကိုထည့်ပေးလိုက်ရင်ပိုကောင်းပါလေရွေးယူရက်မရှိတဲ့အရက်တွေသားတွေဆိုရင်တော့ရွက်လာပန်ရွက်ကိုထည့်ပေးပါဒါဟာကက်ကင်းကြစေတဲ့အရွက်တွေပါ အချို့သောလူတွေကကက်ကင်းကိုကက်ကင်းကြစီတဲ့လက်လာပါကိုယ့်ရဲ့အုတ်သားစိမ်းမန်းဒန်လာကိုရှာဆိုတော့ကိုယ့်ရဲ့လက်လာပါအရွက်တစ်ခုတည်းနဲ့ပြီးသွားပြီမယ်အချို့သောနေ့နံတွေကကြတော့ကိုယ့်ရဲ့ရံဘက်ဖြစ်တဲ့ဓမ္မတော်ကဆိုတော့ကိုယ့်ရဲ့ရံဘက်အရွက်တွေကိုပါရောထည့်ရတာပါ အဲ့တော့အခုကျွန်တော်ပြောပြတဲ့အတိုင်းနိနံအလိုက်အရွက်တွေကိုကိုကိုရဲ့အလုတ်ဆိုပဲအိုးလေးတူအိုးထဲမှာအဲ့အရွက်ကိုအညွန့်ပေါ့နော်အညွန့်ဖြစ်ဖြစ်အရွက်ဖြစ်ဖြစ်ရေထက်မဲ့ရေဆိုရေထက်ပြီးအဲ့အညွန့်အရွက်ကိုထည့်မယ်ပြီးရင်ဂျိုးပြင်းနံပြေးဆိုတာရှိတယ်ဖျားရီမှာဝယ်လို့ရတယ်ခင်ဗျဂျိုးပြင်းနံပြေးကအရှိကကိုယ့်လက်နဲ့တိုင်လို့ရှင်တထောင်တဝက်တထောင်တထောင်ရှိရပါမယ်ဂျိုးပြင်းနံပြေးရဲ့အရှိကကိုယ့်လက်နဲ့တိုင်လို့ရှင်တထောင်လက်ကိုယ့်ရဲ့လက်တထောင်ပေါ့ အဲ့လက်တောင်ကိုကျွန်တော်တို့ကရိုးရိုးထည့်တာမျိုးမဟုတ်ဘဲနဲ့အဲ့ခုနကကျွန်တော်ပြောထားတဲ့အိုးလေးတဲ့မှာကျွန်တော်တို့ကငပြောဥလေးထည့်ထားမယ်ခင်ဗျအဲ့ဒီငပြောဥကိုကျွန်တော်တို့ရက်ဒေတာအရာပြောမယ်ဆိုရင်တော့ရက်ခိုင်ငပြောဥလို့ခေါ်တာပေါ့ရက်ခိုင်ငပြောဥဆိုတာကကျွန်တော်တို့ မွေးငါးတွေပါချက်စားတဲ့ထမအတုံးပြုတဲ့ငပြောဦးရတဲ့ငွေတွေတည်မြဲပြီးတော့ကုရှီကိုလတ်လာပါခိုင်ခိုင်မာမာဝင်လာဖို့အတွက်ရခိုင်ငပြောဦးကိုအဲ့အိုးကိုရဲ့အိုးလေးထဲမှာကျွန်တော်တရားမင်းကြိုတဲ့အတာအုံးမျိုးလေးနဲ့ဆိုတော့ပိုကောင်းတာပေါ့နော်အဲ့အိုးလေးထဲမှာရခိုင်ငပြောဦးကိုထည့်မယ်ပြီးလို့ရှိရင်အဲ့ခုနကကျွန်တော်ပြောတဲ့ရေထည့်မယ်ကိုရဲ့ကက်ကင်းဥမာတနင်္လာဆိုကိုရဲ့ကက်ကင်းကြတဲ့အရွယ်ညွန့်ကိုထည့်မယ်ထည့်ပြီးအဲ့ပုံမှာအဲ့ခုနဂျိုးပြင်းနှံပြခုနှစ်ခုကို site ထူထားမယ်အဲ့ဒါပြီးလို့ရှိရင်အဲ့ထဲမှာကျွန်တော်တို့ နတ်ဆက်ပန်းဆိုတာရှိတယ်။နတ်ဆက်ပန်းဆိုတာကျွန်တော်တို့ကဘာပန်းလေးကိုခေါ်လဲဆိုတော့ဇော်ကနီတို့ဇော်စိန်တို့အဲအုံပန်းတို့ပေါ့နော်အပွင့်မပွင့်သောပန်းကိုနတ်ဆက်ပန်းလို့ခေါ်တာပေါ့ကျွန်တော်တို့ကဥမာနတ်ပန်းနေလည်းရှိရတည်တန်တချို့လေဖျားပန်းမလိုအောင်ဆိုပြီးထားတဲ့ဇော်စိန်ပန်းတို့အဲဇော်ကနီပန်းတို့ဇော်နတ်ပန်းတို့အမျိုးစုံရှိရတချို့ကျွန်တော်တို့အခေါ်ဝေါ်မတူပါဘောနော်အမှန်ကယ်ကျွန်တော်တို့ဘက်မှာတော့ဇော်ကနီဆိုတာပညာရက်တစ်ခုကိုခေါ်တာပေါ့ဒါပေမဲ့အဲ့ဒါတချို့ကဇော်ကနီပန်းဆိုပြီးခေါ်တာရှိတယ်အဲနောက်တစ်ခုက ဘရင်ကိုဘန်းလို့ပုံစံမျိုးဘရင်ကိုဘန်းလို့ပြောတာမျိုးသူ့ရဲ့အရွက်ကဘရင်ကိုဘန်းလို့ပဲအရွက်တွေထွက်တာပြောရမယ်ဆိုတော့အပွင့်မပွင့်တဲ့အရွက်ကဖျားတည်လို့ရတဲ့အရွက်ဟာနတ်ဆက်ပန်းပဲအေးအဲ့အရွက်အဲ့ညွန်ထဲမယ်အဲ့ပြီးလို့ရှိရင်အဲ့ထဲကိုပဲကျွန်တော်တို့ထပ်ပြီးတော့ပြားကြီးအနှင်းရဲ့ထဲမယ်ခင်ဗျပြားရည်ဆိုတာကတော့ပြားရည်အစစ်ရရင်တော့ပိုကောင်းတာတကယ်လို့မရရင်လည်းအစစ်ပြေတဲ့ပြားရည်လေးကိုဇွန်းနဲ့တုံးဇွန်းထဲမှာ ပထမတဆုံးထဲ့တဲ့အခါမှာဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိလို့ယူပြီးတော့တဆုံးထက်မယ်ဒုတိယတဆုံးထဲ့တဲ့အခါကျလို့ရှင်အရဟံလတ်လာဘမုဏိဆိုပြီးတော့တဆုံးထက်အရဟံလတ်လာဘမုဏိလို့ပါဇက်ကယူပြီးတော့တဆုံးထက်မယ်တတိယတဆုံးထဲ့တဲ့အခါကျရင်တော့ဂုံတော်ကိုးပါးကိုတစ်ခေါက်ယူပြီးတော့ထည့်ပေးမယ်အချို့ကဂုံတော်ကွန်ချာရရင်လည်းဂုံတော်ကွန်ချာပေါ့ဆင့်ပြတာတစ်ခေါက်ယူပြီးတော့ထည့်ပေးမယ်ပြီးလို့ရှင်အဲ့ဟိုနေ့စဉ်နတ်တဖြူကြီးဖြန့်ပေးမယ်ခင်ဗျာ နတ်တဖြူရေမွေးဆိုကျွန်တော်တို့ရောင်းတာရှိတယ်နတ်နတ်တစီဆိုတာလည်းရှိတယ်ဒါမှမဟုတ်လည်းကိုယ့်ကိုနတ်တဖြူသားလေးကိုတွေးပြီးတော့မှဒါမှမဟုတ်လည်းနတ်တဖြူအနစ်ကိုတွေးထားတဲ့အရေးဆိုလည်းရတယ်နတ်တဖြူနဲ့ထွက်တဲ့အနံ့တစ်ခုခုအက်အိုးလေးကိုနေ့တိုင်းဖြန့်ပေးမယ်ဖြန့်ပြီးတော့အက်အိုးလေးကိုလူချင်းမင်းတို့ရဲ့ညာဘက်လက်ညှိုးညွန်ပြီးတော့လက်ညှိုးညွန်ညာသာသနာပြုနိုင်သောလူနိုင်တတ်နိုင်သောအကျွန်တော်မျိုးဖြစ်၍အကျွန်တော်မျိုးရဲ့ခန္ဓာကိုယ်စောင့်ရှောက်သောကိုယ်စောင့်နဲ့တည်းလဲဖုံးရှင်ကံရှင် ဖြစ်ပြီး တာဒနာကိုအကျူးပြု၍ကျုံညီကင်းရှင်းပြီးကက်ကြီး၃ပါးကိုကြော်လွားနိုင်သောပုဂ္ဂိုလ်သူဖြစ်၍ဤလက်ခော်ကိုရဲ့ကုသိုလ်ကံအစွမ်းကြောင့်ပိုင်ဆိုင်မှုတွေတူပြီးတာဒနာပြုရပါစေတာလို့ဆုတောင်းပြီးညာဘက်လက်ညိုနဲ့အအိုးကိုထောက်ပြီးတော့အရဟံလက်ခော်ကာထာကိုတရက်ကို၂၉ချိန်ရွတ်ပေးပါအဲ့ဒါဆိုရင်အအိုးကလက်ခော်အိုးဖြစ်ပါပြီ ရှေ့လျှောက်ကျွန်တော်တို့ရဲ့မြမတိလိထုံတန်းဆင်လာရတရားမင်းကျူတဲ့အတာအိုးတွေပါကြီးကျတော့မယ်ပေါ့နော်အတာအိုးတွေကျူတယ်လို့မျိုးပဲမကျူခင်မှာဒီလက်ခော်အိုးကိုဒီဗီဒီယိုဖိုင်လေးတွေ့တဲ့အခါမှာကျူခေါ်ထိုးစေချင်ပါတယ်ပေါ့နော်လူတိုင်းမှာအလုပ်စပွဲဆိုတာရှိတယ်အဲကိုယ့်အိမ်အတွက်အရေးကြီးတဲ့စပွဲကုံဆိုတာရှိတယ်အဲ့ဒီအရေးကြီးတဲ့စပွဲကုံမှာအအိုးလေးကိုထားအဲတချို့တော့အရာလေးတွေညှိုးနေညှိုးနေပလေးစီရတယ်သူက9ရက်တစ်ချိန်ပေါ့နော်တပတ်တစ်ချိန်လေးလဲလဲပေး အဲကျွန်တော်တို့ဂျိုးပြေနံပြရတော့လဲစရာမလိုဘူးပေါ့နော်အဲအဲ့လိုတပတ်တစ်ချိန်လေးလဲလဲပေးအဲကျန်တဲ့အရွက်တွေကတော့လဲလဲပေးခြောက်သွားတာလေးတွေပါပေါ့နော်ရေတွေလည်းပြန်လဲပေးအဲ့လိုလေးလုပ်တယ်ဆိုလို့ရှိရင်အတော်ကိုအဆင်ပြေမှာအဲ့ဒီအိုးအောက်မှာပကံခံကျင်တယ်ဆိုရင်စတိပကံခံကျွေးပကံမခံဘူးခင်ဗျာနော်ကျွန်တော်ကတော့အဲ့လိုလေးလုပ်စေချင်ပါတယ်ကျွန်တော်ရဲ့ခုနှစ်ရက်တားသမီးတွေကိုလက်လာပါတွေရှင်စေချင်တယ်ဆရာရဲ့အဆင်မပြေသေးပါဘူးဆိုတဲ့စကားတွေမကြားချင်ဘူးလောကကြီးမှာအဆင်မပြေခြင်းဆိုတဲ့အကြောင်းတရားကအဆင်ပြေခြင်းဆိုတဲ့အကြောင်းတရားနဲ့နှံ့ရံလေးပဲခြားတာ ပြည်ပြီးရင်ပြည်ဖြစ်မယ်မပြည်ပြီးရင်ပြည်မယ်ဒါပေမဲ့အဲ့တဘောတရားတွေမှာအလူးလဲခံစားရတာမျိုးမဟုတ်ပဲလူဘဝမှာနေပြောတေးပြောရက်တီပြောဖို့အတွက်ကိုတရားရှိသောပုဂ္ဂိုလ်ဖြစ်ပြီးလောကနဲ့ရိုက်ချက်ကင်းတဲ့သူတွေဖြစ်စေခြင်းနဲ့ဒါကြောင့်ကျွန်တော်အခုညွှန်ကြားပေးတဲ့လက်ခေါ်အိုးအကြောင်းလေးကိုတတ်နိုင်တဲ့များအသေးစိတ်နားထောင်ပြီးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေလိုက်လို့ရရင်လည်းလက်လာပါတွေရှင်းပါစေလို့ဆုတောင်းမြတ်တာပို့တာပေးပါတယ်ခင်ဗျာ ခရီးသားသမီးအပေါင်းအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းပြည့်ပြည့်စုံပြီးရန်သူမျိုး၅ပါးအနောက်ရှက်နဲ့အတူကာကြီးသုံးပါးဘေးမှကင်းဝေး၍မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုထိမ့်သိမ်းဆောက်ရှောက်နေသောယဟန်တန်ဃာတို့ရဲ့ဆောက်ရှောက်မှုနဲ့အတူသာသနာကိုအကျိုးပြုတဲ့ဝိဇ္ဇာဘုံအတွင်းမှာတည်ရှိနေကြကုန်သောဝိဇ္ဇာဆရာသခင်အဘဝိဇ္ဇာတွေရဲ့ဆောက်ရှောက်မှုကိုခံရပြီးအေးချမ်းမှုနဲ့အတူကြီးပွားတုတ်တက်ပါစေလို့ကျွန်တော်ခွန်တာကျိုကဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ